23ရက်5လ2025ကျွန်တော်အဖြစ်ခံပွားနဲ့မုန်းခံလူသားတမတော်ကာကွယ်ဦးစီးချုပ်အပါအဝင်နာဇာကအစိုးရအဖွဲ့တရလုံးအဘာတူချုပ်ကြီးအဲအေဂျင်တော်အနေနဲ့ရင်းနဲ့ပြည်သူလူထုတမတော်နဲ့တမတော်သားမိသားစုတွေကိုမြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုသိစေလို့ကျွန်တော်ကတင်ဆက်ပေးတာဖြစ်တယ်ပေါ့နော် ကိုဖုံးရီတဲ့ကိုစိုးတန်းနိုင် ပို့ပေးထားတဲ့မွန်မလွဲတောင်ဂိတ်တရင်အချင်းတွေပို့ထားတယ်တဲ့ရန်သူရင်အား9ယောက်လောက်လှုပ်ရှားနေပြီး296နဲ့မလွဲတောင်ကိုဝင်လုံးဖို့ဆိုတာသိရပါတယ်တဲ့လက်နက်ကြီးတွေပါတယ်လို့သိရတယ်ရွာသားတွေမိသားစုတွေလိုက်တောင်းရှိကုန်ပြီတဲ့ကိုကကြိုရှင်းတာရဲ့သူတို့လာအတိုက်ကိုထိုင်ဆောင်နေရတဲ့ဒုက္ခကပူကြီးကြောင်းပြောလာလို့ပါတဲ့ ်ကိုဘုံကိုတဲ့អော်ပေးပါလို့ကိုစိုးတန်းနိုင်ကဓာတ်ရိုက်အကူကြီးတောင်းနေပါတယ်ကိုဘုံနဲ့တနေ့나이နဲ့မုံအဆက်နှက်ကြီးကုန်းရွာပေါ့ပင်ကွင်းရွာအင်အား900နဲ့လက်နက်ကြီးတွေပါတယ်196နဲ့မလွဲတောင်ကိုဝင်လုံးပဲပင်လေကန်းချေရွာတွေပါရွာသားတွေအကုန်ပြောင်းရွှေ့နေပြီအလဲစကန်းနဲ့ရာဟုစကန်းကကားလမ်းပေါ်တက်ပြီးတော့ဆက်ကြီးကောက်နေပြီတဲ့သူတို့မဝိုင်းခင်ရှင်းတဲ့နာကိုသွားပြီးရှင်းတဲ့မှာကြောင်းသူတို့ဘယ်ချိန်လာမလဲထိုင်ဆောင်နေရတဲ့ဒုက္ခကကြီးကြောင်း နောက်တစ်ခုရေးနဲ့တံပြူစေရကြာလိန်မောချံဂိတ်ကကားတစည်းကိုတသိမ်းမပေးမနေရမပေးရင်ရိုက်တယ်ကရင်ဂိတ်ပါတဲ့ဓမ္မစစ်တဲ့ဂိတ်ကတော့၃000တောင်းတယ်တဲ့ပေးရတယ်တဲ့မိသူတွေអော်နေကြပြီတဲ့ကားသေးတွေអော်နေပြီတဲ့ကိုဖုံးနဲ့မိုးမြင့်နဲ့တနင်းသားကြီးအတွက်တကားမှမអော်ပြီးသည်လို့တောင်းဆိုနေပါတယ်တဲ့ကိုဖုံးရေးတဲ့ကျေးဇူးပြုပြီးတင်ပြပေးစီလိုပါတယ်တဲ့နော်အဲ့ဒါကကျွန်တော်က ပေါ်တော့ဒီအားတွေပြောနေရတယ်ဆိုတာကကျွန်တော်ကစပီကာတို့ခံယူတာတော့စပီကာသမားတယောက်အနေနဲ့တာဝန်ကြီးစီတာဝန်ကြီးခြင်းနဲ့ပေါ့နော်ဒီနိုင်ငံဒီလူမျိုးအေဂျင့်ကောင်နေထိုင်ခြင်းနဲ့ပြည်သူလူထုဒီတက်မတော်အတွက်ပေါ့နော်ကျွန်တော်တာဝန်ကြီးခြင်းနဲ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့၅ခု၈ခုပါတော့နော်ကျွန်တော်អော်ခဲ့တယ်နော်ကျွန်တော်អော်ခဲ့တယ်ဒီဖလန်းနော်168တို့ကျွန်တော်អော်ခဲ့တယ်နော်អော်တယ်ကြားတယ်၅ခု၈អော်တယ် နော်မကြခင်3-5ရက်တပတ်လို့អော်တယ်ဂယူးမဆိုင်ကြအောင်နော်အဲ့ဒီနေရာဒေသတွေမှာရှိနေတဲ့အခြေခံစစ်တရားနေစပြီးတော့မှအဲ့မှာဟိုပေါ့နော်တိုင်းမှုလောက်အစင်းကြီးနေနော်တည်တည်နေလို့ပဲကျွန်တော်ပြောခြင်းတယ်အခုကျွန်တော်ပြောပြီးပြီနော်ဒီဒီဥစ္စာဒီတည်ရင်နော်199နော် မလွဲတောင်းဝင်လုံးပဲတဲ့အေးပြောတယ်ပြောတဲ့စကားကကျွန်တော်တို့က10 20ခုစစ်စင်ရေးဒီဘက်နောက်ပိုင်းတွေကကျွန်တော်တို့က ဒီလာချိုရမခါနေအကြောင်းပြုပြီးတော့ဒီနဘခเนาะအန်းတို့ပါတို့เนาะပြန်ကြည့်ပါကျွန်တော်ကျွန်တော်ကျွန်တော်ပြောထားတဲ့ဟိုနေရာတွေတက်တယ်เนาะဟိုဘက်ဆိုဒီဒီဘော23မရောက်ခင်903 904တို့အဲ့ဘက်ဒီအဲ့မှာအမြောက်ဟိုကတန်ချက်ကတက်ရှိတယ်เนาะအဲ့ဓာ ड़ी အကုန်လုံးပြောတယ်အပြောတာကိုဂယုမဆိုင်တာလို့လို့အလေးမထားတာလို့လို့လို့တော့ကိုယ့်ဘက်ကကြာရှုံးမှုရှိလာတော့သူများပြောစရာဖြစ်တာပေါ့ဗျာเนาะ ဲ့တော့ကြတော့ခမားတို့တိပါတယ်ခမားတို့တိတိနဲ့မိုက်နေတာပါနော်ငါတို့တိတိနဲ့မိုက်နေတာခမားတို့အကျိုးစီးပွားတာဆိုရင်တော့ခမားတို့ဒီလိုလုံမှာမဟုတ်ဘူးနော်ကျွန်တော်တို့ကနိုင်ငံနဲ့လူမျိုးကိုချစ်တာဗျလူပုဂ္ဂိုလ်ချစ်တာမဟုတ်ဘူးနော်ဒီတိုင်းပြည်နဲ့ဒီနိုင်ငံဒီလူမျိုးအေးချမ်းစွာနေထိုင်ခြင်းနဲ့ပြည်သူလူထုပြီးတက်မတော်နဲ့တက်မတော်သားမိသားစုကိုချစ်တာဒါပေမဲ့အဲ့ဒီထဲမှာရုပ်မှအောက်ကောက်ကျအောက်တန်းစားတွေအောက်တန်းကြတဲ့လူလူတွေမပါဘူးနော်ကျွန်တော်တို့ကတက်မတော်ကိုချစ်တာတက်မတော်သားကိုလည်းချစ်တယ် ဒါပေမဲ့စစ်မှန်တဲ့တက်မလို့သားကိုချစ်တာနော်တိုင်းပြည်အတွက်နိုင်ငံအတွက်လူမျိုးအတွက်ကိုယ့်ရဲ့အောက်လက်တပည့်အငယ်သားတွေအပေါ်မှာပြန်ကြည့်တဲ့ခေါင်းဆောင်မျိုးတွေကိုကျွန်တော်တို့ကချစ်တာအဲ့တော့ငါက98တုန်းကလည်းပြောတယ်ပြောတယ်ကြားသွားတယ်နော်ပြီးတော့မှပြန်ရတယ်ပြန်ကျွန်တော်တို့ပြောပြတာလက်ရှိကိုအခြေခံခံနဲ့ထိုင်ထားတဲ့နေရာကိုပေးရပြီဆိုရင်ပြန်တိုက်လို့ရှိရင်မလွယ်ဘူးအသက်တရာအလကားမရဘူးနော်အဲ့လောက်ပဲပြောချင်ပါတယ်နော်အဲ့တော့ 15လားတဲ့ကျွန်တော်လည်းခီးထွက်နေလို့ပေါ့နော်15လား2025မန္တလေးတိုင်းစင်ကူးမြို့နယ်ကြည်တော့ပေါက်ချေးရွာဦးတန်းထွန်းအပေါင်းဒေါ်ခိုင် အကျမ်းဘက်တွေဈေးကူပေးနေတဲ့နေအိမ်ပေါ်တဲ့တဲ့ကြပေါက်ကွဲ PDF စနေရောက်အကျမ်းဘက်အာပီ9ရောက်တေဆုံးဒဏ်ရာအများအပြားရှိကြောင်း တင်ပြရတဲ့နော်ဒီမှာလည်းနောက်ထပ်ဝိုင်းနဲ့မပညာတွေပေးထားသေးတယ်ကျွန်တော်တို့ကတော့ပေးတာပဲအဲ့ဒီမန္တလေးစင်ကူးလို့ကြည်တော့ပေါက်လို့ဆိုရင် နော်ဒါရိုက်အပေါ်ထိရောက်ရောက်ပေးတယ်အေးအဲ့လိုမျိုးပေးလို့လုပ်တယ်ဆိုရင်ကျွန်တော်တို့ကပေးရတာအားရှိရဗျာပေးလဲပေးတယ်မလုပ်လဲမလုပ်ဘူးဆိုတော့တခါပြောလဲမလုပ်နှစ်ခါပြောလဲမလုပ်တော့လိုင်းဘဝတက်អော်တော့အာစစ်တရင်ပါညာဆိုတာဘယ်စစ်တရင်ပါညာဆိုတာယူနေတာမှမဟုတ်တာဟုတ်လားတက်မတော်ထဲမှာမွေးပွားပြီးတော့တက်မတော်ထဲမှာကြည်ပြင်းခဲ့တဲ့ကောင်ကတိရပါဘောခမားတို့မလုပ်လို့អော်ရတာဗောနော်နောက်တစ်ခုကတော့ DNA ဤခန်းစစ်စကန်တခုကသိမ့်မှန်ရရှိနောင်ချူဒေတာ မေလဆယ်ရက်မနက်ပိုင်းအချိန်တွင်နောင်ကျိုဒေသတွင်နေမီလုံခြုံရေးဆောင်ရွက်နေသည့်စစ်ကြောင်းအကြမ်းဖက် DNA အဖွဲ့ကယူကလစ်တော်ထဲမှပစ်ခတ်သည့်ဖြင့်ဝင်ရောက်ရှင်းလင်းရာမနက်6နာရီကျော်ကတည်းကရန်သူနေရာယူယူကလစ်တော်ကသိမ်းပိုက်ရာရှိဖြစ်စဉ်တွင်မိမိစစ်သည့်တဦးကျော်ဟင်းထိပ်ပြီးတော့ရန်သူတမတ်တ DNA အလောင်းတလောင်းတိုက်81သနက်တလက် M22G 483တောင်း M22G အိမ်3ခုလက်ပစ်ဘုံ5လုံးတဲအိတ်ဘန်ကာ1လုံး တယောက်ပြစ်ချင်းသေးအိတ်ခုနှစ်ချင်းရှစ်ယောက်ရှစ်တယောက်ပြစ်ချင်းဆက်တချင်းတို့အားသိမ့်ပိုက်ရရှိမိမိတက်အားစတင်ပြကတဲ့ပြတုံ့မြန်အခွင့်အရေးအရရန်သူစကမ်းမှာသိမ့်ပိုက်လိုက်ပါသည်တဲ့နော်တောင်ကန်းဖိုက်တာတွေကိုသွေးတို့မဆမ်းမှာနဲ့ခွေးမျိုးကန်းတတ်ပါသည် congratulation မှာတောင်ကန်းဖိုက်တာများတဲ့နောင်ချိုပလောင်ကိုတိုက်ပွဲသတင်းဆုံးတဲ့နော်ဒီလေးစော်ဘုံဟဲ့နဲ့မြင်းကြံမန်လီလန်အရင်လှုပ်ဆောင်ပေးပါလို့ပြည်သူတယောက်အနေနဲ့အားကိုးပါတယ်ကြီးတဲ့ ရွာကကောင်တွေလည်းဂျိုကြွနေတာတဲ့သူတို့ဘက်အချံတခုခုဖြစ်ရင်စစ်တပ်ထောက်ခံတဲ့သူကိုတတ်မယ်တဲ့၄ယောက်ပြောတာပဲတဲ့ညီလေးညီလေးတဲ့တူတွေတောင်မနေရဲလို့စစ်ဆောင်နေရတာတဲ့ရှစ်လရှိပြီတဲ့စစ်တပ်နဲ့ရွာနဲ့ကနှစ်မိုင်ခွဲလောက်ပဲရှိတာလာမရှင်းဘူးတဲ့စိတ်ပြက်စရာကြီးတဲ့နော်လဘကအတိုင်းမူကြီးကနေပြီးတော့စစ်ကြောင်းထိုးနေတဲ့အခြေခံစစ်တီစစ်သားတွေဟောသိသိချင်းလို့နော်ကျွန်တော်တို့ကပြောပြတာပါကျွန်တော်တို့ရဲ့ ပြောဆိုတာတွေရရှိတဲ့သတင်းတွေကနော်နိုင်ငံအတွက်ကိုတက်မတော်အတွက်ကိုအထောက်အကူလည်းပြုပါတယ်အားတကူလည်းဖြစ်ပါတယ်နော်ကျွန်တော်တို့ကချစ်တဲ့စိတ်နဲ့ကိုယ့်အသက်တွေကိုပေးပြီးတော့စတဲ့ပြီးတော့မှလုံနေတဲ့အလုံးတစ်ခုအပေါ်မှာကိုထင်အောင်ဆွဲတွေ့ပြီးတော့မှအဲ့လိုအမြင်ဆောင်တာတို့အမြင်မားတာတို့အမြင်မကြည်တဲ့အလုံးမျိုးတွေမလုပ်ပါနဲ့နော်နိုင်ငံအတွက်လူမျိုးအတွက်ဆိုရင်သဘောထားကြီးပါနှလုံးလှပါနော်နှလုံးသားလှတဲ့လူတယောက်ဖြစ်ဖို့ဆိုတာကတော်တော်စူးစမ်းရပါတယ် เนาะအဲ့ဒီအတွက်မိမိကိုကိုเนาะဟိုစဉ်းစားစဉ်းကျင်ပြီးတော့အသိဉာဏ်ပညာရင်းနဲ့ခွဲပြီးတော့မိမိကိုကိုလည်းပြန်လည်သုံးသပ်ကြပါလို့เนาะဇော်ဘိုးရင်းတို့ဘာလုပ်နေလဲဇော်ဘိုးရင်းတို့ကတော့စကားပြောတာတော့ခက်ချမ်းချမ်းပြောတာဟုတ်เนาะခက်ချမ်းချမ်းပြောတယ်ခက်ချမ်းချမ်းဆိုတာဟိုတက်မလို့အတိုင်းဝိုင်းနေပေါက်ခွားကြီးပြင်းလာတဲ့လူတယောက်ဆိုတော့နော်စကားကိုဆွဲနေအောင်လို့ပြောမှရတယ်နော်ကျွန်တော်တို့ကဟိုအမှန်တရားကိုဖော်ဆောင်နေတဲ့အချိန်မှာနော်သူ့ဘက်ကိုယ့်ဘက်ဖမ်းမလိုက်ဘဲနဲ့ နော်အဲ့လိုပြောမှရန်သူတရင်တွေရမယ်အောက်ကအချင်းမြတ်ခြာစားတဲ့အဂရိတရင်တွေရမယ်နော်အဲ့ဒါမှနိုင်ငံတော်အကြီးအကဲတွေကဒီနိုင်ငံကိုဘလို့ကောင်းအောင်ပြုပြင်တည်ဆောက်မလဲဆိုတာကိုတို့စဉ်းစားနိုင်မယ်နော်အဲ့ဒါကျွန်တော်တို့ကတိုင်းပြည်နဲ့လူမျိုးတွေကိုကျွန်တော်တို့အထောက်အကူပြုပေးနေတာအဘကကြုံကြည်ပါပြောထားလေနော်မဟုတ်တာလုပ်တဲ့လူတွေကိုချက်ချင်းအေးအေးယူဆောင်ရွက်ပါနော် ဖြုတ်တင်ဖြုတ်မယ်ထုတ်တင်ထုတ်မယ်ရှင်းတင်ရှင်းမယ်နော်ခင်ဗျားတို့အခုအဂရီတွေနဲ့လူတွေကျွန်တော်ပြင်ဦးလဲမှာပြောလိုက်တော့ကျွန်တော်အသက်ပါအန်ရည်နဲ့ချင်းချောက်လာတယ်ကျွန်တော်မကြောက်ပါဘူးဗျာကျွန်တော်တည်သွားလို့ဒီတိုင်းပြီးကောင်းမယ်ဆိုရင်အခုချက်ချင်းတော့ကျွန်တော်အသက်ပေးပလိုက်မှာပါနော်ခင်ဗျားတို့ဟိုလူသားဆန်ပါနော်ဒီတိုင်းပြီးကဗုဒ္ဓဘာသာပါခင်ဗျားတို့လောက်ဟိုဖျားသွားကြောင်းတက်လို့ဖျားရှိကိုပြီးတော့မှနော်ဘုံကြီးတော့ဘုံကြီးကြောင်းသွားတယ်ဖျားတွေလို့တယ်ပြီးရင်အောက်တန်းကြတဲ့အပြုမှုတွေ အနေအထိုင်နေနော်အောက်တန်းစားဆန်တဲ့စိတ်ဓာတ်မျိုးတွေခမားတို့ပိုင်ဆိုင်ထားရင်ခမားတို့ကတဘောဝဆန်မယ်နော်အေးကျိုးတို့ကတော့နိုင်ငံနဲ့လူမျိုးနဲ့တိုင်းပြည်နဲ့ကိုတက်မတော်သားတွေအတွက်ဆိုလို့ရှိရင်ဖြစ်ချင်ရဖြစ်နော်အဲ့တော့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှင်နိုင်အောင်နေတဲ့တပ်မတော်သားတွေဘေးရန်တွေကင်းရှင်းပြီးတော့နောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့မြစ်တာဘုဆုတောင်းပေးလိုက်ပါတယ်။